ကမ္ဘာပေါ်ကဈေးအကြီးဆုံးလို့သတ်မှတ်ခံထားတဲ့ဒီကြောက်မြတ်ယေသနာတွေမင်္ဂလာပါမိတ်ဆွေကကြောက်မြတ်ယေသနာတွေကိုစိတ်ဝင်စားသူဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးဖို့မေတ္တာရက်ခံပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီကနေ့ကမ္ဘာပေါ်မှာဈေးအကြီးဆုံးလို့သတ်မှတ်ခံထားတဲ့ကြောက်မြတ်ယေသနာတွေအကြောင်းကိုပြောပြပေးသွားမှာမလို့ပါပန်းရောင်စိမ့်နဲ့အပြာရောင်ကြောက်မြတ်တွေဆိုရင်တော့နိုင်ငံခြားမှာအမတန်စီကြီးပြီးလူကြိုက်များလာတွေ့ရပါတယ်။ကဲဒီတော့ဘဲကြောက်မြတ်ရေဒနာတွေကဈေးအကြီးဆုံးလဲဆိုတာလေ့လာကြည့်အောင်ပါ။အနီးရောင်စိမ့် စိန်လို့ပြောလိုက်မယ်ဆိုရင်တော့မိတ်ဆွေတို့အများစုကကြီးတောက်ရှင်းပြီးအရေးသွေးအမတန်ကောင်းမွန်တဲ့ကျွန်တော်တို့ပတ်ဝန်းကျင်ကစိန်တွေကိုရုတ်တရက်သတိထားမိကြမယ်ထင်ပါတယ်။ဒါပေမဲ့ဘယ်သူမှမသိကြသေးတဲ့အကြောင်းအရာတစ်ခုကတော့စိန်ထဲမှာအနီရောင်စိန်ဆိုတာကိုလူတိုင်းသိကြမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့အဲ့ဒီအနီရောင်စိန်အကြောင်းကိုကျွန်တော်တို့ဆက်ပြီးကြည့်ရအောင်ပါ။အနီရောင်စိန်ဟာအမတန်ရှားပါးလုံးတဲ့အတွက်သူ့ရဲ့တန်ကြီးကလည်းအစမတန်မြင့်မားပါတယ်။အနီရောင်စိန်ပွေအသေးလေးတစ်ခုရဲ့ဈေးကိုမြင်ရင်တောင်မှကိုယ်မျက်စိကိုမယုံနိုင်တဲ့ပမာဏကိုတွေ့ရမှာပါ။ တချို့အရေးသွေးကောင်းတဲ့အနီးအောင်စိန်နှွေးဆိုရင်တော့တကာရက်ကိုအမေရိကန်ဒေါ်လာတန်းနဲ့ချီပြီးတန်းကြီးရှိပါသည်။စိန်ချောတွေကရှားပါသလိုအကျန်းနဲ့ထွက်ရှိရာဒေတာကလည်းကမ္ဘာပေါ်မှာအမတန်နေပါပါတယ်။ဒီတော့ဒီလိုအနီးအောင်စိန်တွေကိုဘယ်လိုရရှိခဲ့တာလဲ။ဒါကတော့ Lamar deformation လို့ခေါ်တဲ့ဖြစ်စဉ်တစ်ခုကနေရရှိခဲ့တာပါ။ဒါတွေကိုလွယ်လွယ်ပြောရမယ်ဆိုရင်တော့ crystal ပစ္စည်းတွေကိုပုံပြချင်းဖြစ်စဉ်လို့ခေါ်ပါတယ်။ဒီလိုပြုလုပ်ခြင်းနဲ့ရရှိလာတဲ့အနီရောင်စိန်ကိုတော့တခြားစိန်အယောင်ကြောက်မြတ်တွေနဲ့ပြန်ရှင်နိုင်စွာမရှိပါဘူး။ ပထမဆုံးအနီရောင်စိန်တွေကိုဘရာဇီးနိုင်ငံမှာစတင်တူးဖော်တွေ့ရှိခဲ့တာပါဒီပထမဆုံးအနီရောင်စိန်ကိုတော့1956ခုနှစ်ကအကြောင်းမြတ်ရတနာစုဆောင်သူဖြစ်တဲ့ Warren Hamcock ကဝယ်ယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကသူကအမေရိကန်ဒေါ်လာ13,500ပေးပြီးဝယ်ယူခဲ့တာပါ။ဒီလိုနဲ့1988ခုနှစ်ရောက်တဲ့အခါမှာတော့အနီရောင်စိန်ရဲ့တန်ကြီးကဒုံးပြန်လို့အမြန်နှုတ်နဲ့မြင့်တက်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲ Christie ရဲ့လေလံတင်ပွဲမှာတော့အနီရောင်စိန်ကိုအသုံးပြုထားတဲ့လက်ဝတ်ရတနာတစ်ခုကိုလေလံတင်ပြီးရောင်းချပါတယ်။ ဲ့ဒီလေးလံတင်တဲ့အခါအမေရိကန်ဒေါ်လာ၈သိန်း၈တောင်ရရှိခဲ့ပါတယ်။ဒီတော့မှအနီရောင်ဆိုင်ဟာဘလောက်တန်ကြီးကြီးကြောင်လူတွေလည်းသဘောပေါက်ခဲ့ပါတယ်။ဒါကြောင့်လဲအခုဈေးကွက်မှာအနီရောင်ဆိုင်အတွက်ဈေးကွက်တီးတန်အောင်ရှိနေပါပြီ။အနီရောင်ဆိုင်အမျိုးအစားကအများကြီးမရှိဘူးလို့သိရပါတယ်။မူဆေးဖလိုအမည်ရတဲ့အနီရောင်စိန်ကတော့ကမ္ဘာပေါ်ကအကြီးမားဆုံးအနီရောင်စိန်လုံးကြီးအဖြစ်သတ်မှတ်ပြီးတော့အမေရိကန်ဒေါ်လာတန်20အထိသတ်မှတ်ထားတာပါ။သူရဲ့စိန်ရဲ့၄ချိန်ကတော့9.1ကာရက်အထိအလေးချိန်ရှိပါသေး အနည်းအောင်စိန်ထွက်ရှိတဲ့စိန်တွင်းကတော့အနောက်ဩစတြေးလျမှာရှိတဲ့အန်ဂရီတပ်ထုတွင်းကနေရရှိကြတာဖြစ်ပါတယ်။ကဲဆက်လက်ပြီးနောက်တစ်ခုပြောပြမှာကတော့အပြာရောင်စိန်နှုန်းအကြောင်းပါ။အပြာရောင်တလက်လက်တောင်းနေပြီးအမ်ဘတန်မှဆွဲဆောင်မှုရှိတဲ့အပြာရောင်စိန်နှုန်းကလည်းကမ္ဘာပေါ်ကဈေးအကြီးဆုံးကြောက်မြတ်ရည်သနာပါ။အပြာရောင်စိန်နှုန်းကြီးကလည်းလူတော်တော်များများကိုဆွဲဆောင်ထားနိုင်တဲ့ကြောက်မြတ်ရည်သနာတစ်မျိုးဖြစ်ပါတယ်။ဒီအပြာရောင်စိန်နှုန်းတွေကကမ္ဘာပေါ်မှာရှာဖွေတွေးရှိသမျှစိန်တွေရဲ့3.3မှ3.2ရာခိုင်နှုန်းလောက်သာတွေးရှိကြတာပါ။ ဒီလိုမျိုးပြန်နှံ့လေးဖြစ်နေရခြင်းအကြောင်းရင်းကတော့အပြာရောင်စိတ်တွေမှာဘောရုံတက်ထုတက်တွေပါဝင်နေလို့ပါအပြာရောင်စိတ်ကိုလူသိများတဲ့အရင်းမြစ်ကိုပြောရမယ်ဆိုရင်အိန္ဒိယနိုင်ငံမှာရှိတဲ့ခိုလာတက်ထုတွေကနေတွေ့ရှိခဲ့တာပါဒီလိုပထမဆုံးတွေ့ရှိတဲ့အချိန်တုန်းကအပြာရောင်ကြောက်ရဲ့အလေးချိန်က45.52ကာရက်ရှိပါတယ်19ရာစုတုန်းကကြောင်းမြေရေတနာကုံတဲ့ James Brady Travenine လို့ခေါ်တဲ့လူတစ်ယောက်က112ကာရက်အလေးချိန်ရှိတဲ့အပြာရောင်စိတ်နှုံးကြီးကိုအိန္ဒိယနိုင်ငံကနေပြင်သစ်နိုင်ငံကိုယူဆောင်လာခဲ့ပါတယ် ဲ့ဒီအပြင်ပြင်သစ်ရဲ့နိုင်ငံအကြီးအကဲပိုင်းတရက်ဖူမှလည်းအပြောင်းအဆိုင်တွေပါဝင်ပါတယ်။ဒါပေမဲ့အပြောင်းအဆိုင်ပါဝင်တဲ့ပြင်သစ်ဘရင်ရဲ့တရက်ဖူကြီးကပြင်သစ်ဒေါ်လာရင်းအတွက်မှပဲဖြောက်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Hope Diamond လို့ခေါ်တဲ့အပြောင်းအဆိုင်နှုန်းနဲ့မူလအပြောင်းအဆိုင်နှုန်းအစားအစားထိုးအသုံးပြုခဲ့ပါတယ်။ဒီအပြာရောင်စိန်နှုန်းပါဝင်တဲ့လက်ဝတ်ရည်တနာကိုတော့ Smithson Institute မှာထိန်းသိမ်းထားတာဖြစ်ပြီးရည်တနာကြီးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုသူတွေကတစ်နှစ်ကိုလူပေါင်းတန်းနဲ့ချီလာရောက်ကြည့်ရှုလို့ရှိပါတယ်။ ကဘာပေါ်ကလူတက်မှတ်မှုအများဆုံးတွေထဲမှာပန်းရောင်စိတ်မွေးကြီးလဲပါဝင်ပါသေးတယ်။အခုဗီဒီယိုထဲမှာတွေ့ရတဲ့59.6ကားရက်ရှိတဲ့ပန်းရောင်စိတ်နှုံးကြီးကတော့ကဘာပေါ်မှာရှိတဲ့ပန်းရောင်စိတ်နှုံးတွေကအကြီးမားဆုံးသတ်မှတ်ထားတာပဲဖြစ်ပါတယ်။ဒီစိတ်ကပြိသက်ကြီးတို့မြင်တဲ့အတိုင်းအနာစာကင်းပြီးတော့မှတလက်လက်တောက်ပနေတာပါ။နောက်ပြီးဒီပန်းရောင်စိတ်နှုံးကြီးဟာဘလောက်ခန်းနာအကြောင်းကိုလည်းအမေရိကန်နိုင်ငံမှာရှိတဲ့ Gemological Institute of America ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒီပန်းရောင်စိတ်နှုံးကိုလည်းအနီရောင်စိတ်နဲ့တွေ့ရှိခဲ့တဲ့အာဂလီတက်သူတွေကပဲတွေ့ရှိခဲ့တာပါ ဒီတပ်ထုတွေကတော့ကဘာပေါ်မှာရှိတဲ့တံမိုးကြီးကြောင်မြတ်ယေဒနာတွေထွက်တဲ့တွင်းမဲ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကဘာပေါ်မှာနမိတ်ကြီးနေတဲ့ကြောင်မြတ်ယေဒနာတွေအကောင်လုံးရဲ့အရင်းမြစ်ကိုလိုက်မယ်ဆိုရင်ဒီအကလီကြောင်မိုင်းတွင်းကြီးကပဲလားလိရှိပါတယ်။ဒီတပ်ထုတွေကိုပိုင်ဆိုင်ထားတဲ့ဩစတြေးလျနိုင်ငံဟာအမ်ပတန်အကျိုးမြတ်တွေရနိုင်မှာတော့အမှန်ပါ။2013ခုနှစ်တုန်းကလည်းကျင်းမာပြုလုပ်ခဲ့တဲ့လေလံပွဲတစ်ခုမှာပန်းရောင်စိန်ကအမေရိကန်ဒေါ်လာ83သန်းရရှိခဲ့ပါတယ်။ဒီပန်းရောင်စိန်ကတော့လက်ရှိကမ္ဘာပေါ်မှာရောင်းချတဲ့ပန်းရောင်စိန်တွေထဲမှာဈေးအကြီးဆုံးလည်းဖြစ်ပါတယ်။ သူ့ရဲ့တမှုထူးခြားတဲ့အယောင်နဲ့အရွယ်စားလည်းအမတန်လှပတယ်လို့အပြစ်အနာစာကင်းစစ်မှုကလည်းကြီးလင်တောက်ပနေတာမျိုးတွေ့ရမှာပါ။ဒါကြောင့်လည်းအခုလိုမျိုးတွေ့ရတဲ့ပန်းရောင်စိန်ကအမတန်ရှားပါတဲ့တတ်ထုတမျိုးဖြစ်ပါလေ။နောက်ပြီးကဘာလုံးဆိုင်ရာစိန်ထွက်မှုမနဲ့ပြောမယ်ဆိုရင်လည်းပန်းရောင်စိန်ထွက်ရှိမှုက3.1ရာခိုင်နှုန်းပဲရှိပါလေ။ဒါကြောင့်လည်းပန်းရောင်စိန်နဲ့ပတ်သက်ပြီးဇက်ကားလည်းရိုက်ကူးထားပါသေးတယ်။ ကဲဆက်လက်ပြီးကျွန်တော်နောက်ထပ်ပြောပြမယ့်အဖိုးတန်ကြောင်းမြတ်ယတနာတစ်ခုကတော့ Truffery လို့ခေါ်တဲ့အလင်းရောင်ကြောင်းတစ်မျိုးပါဒီကြောင်းမြတ်ယတနာကလည်းရှားပါကြောင်းမြတ်ယတနာတွေထဲမှာပါဝင်ပါတယ်သူရဲ့ထူးခြားမှုကတော့ကာလာမျိုးစုံနဲ့လာတာပါသူရဲ့ဆွဲမဆီရကောင်းတဲ့အရာတွေက lavender ဖြော့ဖြော့အရာလေးတွေကနေပန်းရောင်ဖြော့ဖြော့အရာတချို့ကလည်းဇီးညိုရောင်အနုလေးတွေတချို့ကလည်း crystal လိုကြီးလေးတောက်ပါတဲ့အရာတွေတွေ့ရလေရှိပါတယ် သူရဲ့ရှားပါးမှုကဘယ်လိုမျိုးတွေကနေလာသလဲဆိုရင် Bellerian တထုအမျိုးအစား Aluminium လိုမျိုးဓာတ်ဆင်တွေကထူကြတဲ့အချိုးအစားနဲ့တဘာဝအတိုင်းပေါင်းဆက်ပြီး Trophy ကြောက်မြေရေဒနာဖြစ်ပေါ်လာတာပါဒါပေမဲ့ဒီလိုတဘာဝအတိုင်းတထုတွေပေါင်းဆက်တဲ့နေရာကကဘာပေါ်ကအန်ဒီရဲ့ရှိတဲ့နေရာတွေမှာတွေ့ရလေရှိပါတယ်ဒါကြောင့်လဲ Trophy ကြောက်ကကဘာပေါ်မှာနမူနာကြောက်အရေးအတွက်တောင်အနှဲငယ်သာရှိတာပါဒီကြောက်မြေရေဒနာကိုတော့1945ခုနှစ်မှာမမျှော်လင့်မဲ့တွေ့ခဲ့ရတာပါ Richard Travlo ခေါ်တဲ့ကြောင်မြေရတနာပညာရှင်တစ်ယောက်ကကြောင်မြေရတနာစုဆောင်သူတစ်ယောက်စီကနေဒီကြောက်ကိုဝယ်ယူခဲ့ပါတယ်။ဒါပေမဲ့ဝယ်သူတွေရရှိတဲ့အခါမှာတော့ဒီကြောင်မြေရတနာဟာစစ်ပရင်အမျိုးအစားမဟုတ်ဘဲအမတန်ရှားပါးပြီးတန်မိုးကြီးတဲ့တတ်ထုတစ်မျိုးဖြစ်နေတာတွေ့ရပါတယ်။ဒါနဲ့သူလည်းနာမည်မသိတဲ့ကြောင်မြေတစ်မျိုးဖြစ်တာကြောင့်သူ့နာမည်ကိုအစွဲပြုပြီး Travery လို့အမည်ပေးခဲ့တာပါ။ Travery ထဲမှာအထင်ကြီးအဖြစ်ဆုံးကတော့ခုနှစ်သက်မှာနှစ်ကားရရှိတဲ့ခရမ်းရောင်ကြောင်မြေတုံးကြီးပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့နှစ်သက်မှ68ကာရက်ရှိတဲ့ Prince Travelly လို့နာမည်ပေးထားတဲ့ပန်းရောင်ကြောက်မြတ်ကြီးပါ။အခုကျွန်တော်ပြောပြပေးသွားတဲ့ကြောက်တွေကတော့ကျွန်တော်တို့အတွက်အနှဲငယ်အစိမ့်သက်သက်ဖြစ်မယ်လို့ထင်ပါတယ်။ကဲဒီတစ်ခါမှလည်းကျွန်တော်ကထူးခြားတဲ့ကြောက်မြတ်တစ်ခုအကြောင်းထပ်ပြောပြအောင်ပါပါ။အဲ့ဒါကိုတော့ Alexandre လို့ခေါ်တဲ့ကြောင်မြတ်ရေသနာတစ်မျိုးပါသူကတော့ James of Transformation အသွင်ကူးပြောင်းခြင်းကြောင်မြတ်လို့လည်းတင်စားခေါ်ကြပါဗျ။ အလန်ဇန်ဒရိတ်လို့ခေါ်တဲ့ဒီကြောက်မြက်ကလှတယ်လို့မပြောပါနဲ့။တူလာရလန်းကိုယ်တာကြီးလိုက်မယ်ဆိုရင်ဒီကြောက်ရဲ့မွေးရမြေကဥရောပတိုက်နဲ့အာရှတိုက်ကိုနယ်နိမိတ်ချင်းထိဆက်နေတဲ့ရုရှားပိုက်နဲ့ထဲကအမ်ပတန်လှပါတဲ့ရူရန်တောင်တန်းတွေကလည်းမွေးဖွားလာတာဖြစ်ပါတယ်။အလက်ဇန်ဒရိတ်ကြောက်ကို1830ခုနှစ်ကအဲ့ဒီ Rural တောင်တန်းတွေဘက်ကရှာဖွေတွေ့ရှိခဲ့တာပါဒီကြောက်မြေရတနာကတော့အလင်းရရှိမှုအပေါ်မူတည်ပြီးတချို့ကြောက်တွေကခရမ်းအောင်ဘက်ကိုပြောင်းသွားတယ်လို့တချို့ကြောက်တွေကတော့နီးပြားတယ်လို့အပြာဘက်ကိုလည်းသွားပါတယ်ဒီလိုအသွင်ကူးပြောင်းနိုင်လို့ပဲ သူ့ကိုကျောင်းမြတ်ပညာရှင်တွေကအသွင်ကူးပြောင်းကြလို့တင်စားခေါ်ခဲ့တာပါတချို့ကျောက်တွေမှာဆိုရင်နေခင်မဲ့အလင်းရောင်နေဆိုရင်အစိမ်းရောင်ပြောင်းနေပြီးအလင်းမီးနဲ့ထိုးလိုက်မယ်ဆိုရင်တော့အနီရောင်ပြောင်းသွားလိမ့်ရှိပါတယ်ဒါကြောင့် Alexandrite ကျောက်ကတော့လူတွေရဲ့စိတ်ဝင်စားမှုကိုရရှိပြီးတန်ကြီးလဲမြင်ပါပါတယ်1834ခုနှစ်တုန်းကလေ Carl Levice Proski လို့ခေါ်တဲ့သူက Alexandrite ကျောက်ရဲ့ခန္ဓာထယ်ဝမှုကိုဖော်ကျူးခဲ့ပါတယ်။အဲ့ဒီအပြင်ရုရှားမျိုးကထွက်တဲ့ Alexandrite ကျောက်ကစာဘရင်တို့ရဲ့ကြီးကျယ်မြင့်မြတ်မှုနဲ့အာဏာဇက်ကိုလည်းဖော်ပြနေပါသေးတယ်။ ဒီကြောင်ရဲ့ရှာပါလို့တမိုးကြီးရတယ်လို့သူရဲ့အယောင်ပြောင်းနိုင်တဲ့ထူကြတဲ့စွမ်းဟာကလည်းတန်ကြီးကြီးမစေတာပါအရေးသွေးမြင့်မာတဲ့အလက်ဇနာကြောက်တွေမှာဆိုရင်တစ်ကာရက်ကိုအမေရိကန်ဒေါ်လာ1000ခွဲနဲ့အထက်တန်ကြီးရှိပါတယ်အဲဒီကနေတစ်ကာရက်ကိုဒေါ်လာ9000တန်ဒေါ်လာ9000တန်အထိအစားအစားရှိကြပါတယ်ကဘာပေါ်မှာအကြီးဆုံးနဲ့တန်ဖိုးအရှိဆုံးအလက်ဇန်ဒရိတ်ကြောက်ပြောရမယ်ဆိုရင်65သရမ9ကာရက်ရှိတဲ့ကြောက်ကြီးပါဒီကြောက်ကြီးကိုအမေရိကန်နိုင်ငံမှာထိမ့်သိမ်းထားရှိတာဖြစ်ပြီးကောင်းနာမှန်အမေရိကန်ကထိမ့်သိမ်းထားတယ်လို့ထင်မှတ်ရပါတယ် ကဲနောက်ထပ်ပြောပြမယ့်ကြောက်မြတ်တမျိုးကတော့တော်တော်ထူးဆန်းနေပါလိမ့်မယ်အဲ့ဒီကြောက်ကတော့ကျွန်တော်တို့နဲ့တိတ်မဆိတ်တဲ့ကြောက်တမျိုးပါအဲ့ဒါကဘာကြောက်လဲဆိုရင်တော့ဂါနဲ့ကြောက်ပဲဖြစ်ပါတယ်ဂါနဲ့ကြောက်ကကျွန်တော်တို့မြန်မာနိုင်ငံကယေဒနာဆိုင်တော်တော်များများမှာရောင်းချနေတဲ့ကြောက်မြတ်ယေဒနာတမျိုးပါဒါကြောင့်လဲကျွန်တော်ကဂါနဲ့ကြောက်ဆိုရင်ဗရမားရဲ့အနီရောင်လဲမတူလို့တန်တာကြောက်ရဲ့အရောင်နဲ့လဲမတူလို့အနီဆူဆူအရောင်လို့ပဲသတ်မှတ်ထားကြမယ်ထင်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုထဲမှာတွေ့ရတဲ့ဂါနက်ကြောက်ကတော့အလင်းအောင်နဲ့ထိတွေ့ရင်အယောင်ပြောင်းသွားတယ်ဆိုတော့အပြာရောင်ဂါနက်ကြောက်ဖြစ်ပါတယ် အပြိုင်အောင်ဂါနာကျောက်ကသူ့ရဲ့ထူးခြားတဲ့ဂုဏ်သက်တီကြောင့်ငွေကြေးတန်ဖိုးမြင်မာတဲ့ကြောက်မြတ်တစ်ခုပါအခုဗီဒီယိုထဲမှာတွေ့ရသလိုပဲအပြိုင်အောင်ဂါနာကျောက်ကိုအလင်းရောင်နဲ့ထိုးကြည့်ရတဲ့အခါမှသာသူ့ရဲ့ငကိုအယောင်အနီးဆူဆူအယောင်လေးကိုတွေ့ရမှာဖြစ်ပါတယ်နေအလင်းရောင်နဲ့ဆိုရင်အပြိုင်အောင်ဖြစ်ပြောင်းနေမယ်ဆိုရင်အနီးရောင်ပြောင်းသွားတဲ့အဖြစ်ကအပြိုင်အောင်ဂါနာကျောက်ရဲ့ထူးခြားတဲ့စွမ်းရည်ပါပထမအဆုံးအပြာရောင်ဂါနာကျောက်ကိုတော့အာဖရိကအရှေ့ပိုင်းမှာရှိတဲ့မဒရာဂတ်စကာလို့ခေါ်တဲ့ကျောင်းနိုင်ငံလေးမှာ1969နှောင်းပိုင်းလောက်မှာစတင်တွေ့ရှိခဲ့တာပါ ဒီလိုစားတဲ့တွေ့ရှိပြီးတဲ့နောက်မှာတော့တန်ဇာနီးယားနိုင်ငံ၊သီရိလင်္ကာနိုင်ငံနဲ့အမေရိကန်နိုင်ငံတို့မှာထပ်မံတွေ့ရှိခဲ့ပါတယ်။အခြေသွေးအကောင်ဆုံးလို့ပြောရမယ့်အပြိုင်အောင်ဂါနက်ချက်ကိုတော့တန်ဇာနီးယားနိုင်ငံအမ်ဘိုမြစ်အနီးမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီလိုအောင်ပြောင်းနိုင်တဲ့အပြိုင်အောင်ဂါနက်တွေမှာဗနေဒီယမ်နဲ့ခရိုမီယန်တပ်ထုတွေပါဝင်နေတာကိုလည်းတွေ့ရှိရပါတယ်။နိုင်ငံတော်များများမှာတော့ဂါနက်ချက်ကိုမကောင်းတာတွေကနေကာကွယ်ဖို့နဲ့ခွန်အားကြီးမာတဲ့ဆိုတဲ့အယူအဆတွေနဲ့ဝစ်ဆင်လေးရှိပါတယ်။ ကဲဒါဆိုကျွန်တော်ခုပြောပြပေးသွားတဲ့ကဘာဘောကတန်မှုအကြီးမားဆုံးလို့သတ်မှတ်ထားတဲ့ကြောင့်မြေရတနာတွေအကြောင်းကိုသိရှိသွားလောက်ပြီလို့ထင်ပါတယ်။နောက်ကိုလည်းအခုလိုဘဝဒုဒ္ဒရရစီမဲ့အကြောင်းအရာတွေဆက်လက်ဝေမျှအောင်မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်သားဖို့တောင်းဆိုပါရစေ။အစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။